်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ဆရာတင်ညွတ်ရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ရှင်ဝတ္ထုလေးရဲ့နာမည်ကပွဲရနှင့်ငစိမ့်တဲ့တဲ့မြတ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် ွဲရနှစ်ငစိမ့်တယ်ယနေ့မနေ့ငါးကြော်လေးစားကျင်လာတဲ့ဖြင့်ဈေးထဲကိုငါးဝယ်ရန်ရောက်လာသည်ကျွန်တော်ဝယ်နေချ90ဆန်ရှိသည်ငချင်းတစ်မျိုးတည်းရောင်းပြီးဖော်ရွေသည်ဝယ်သူအကြိုက်မငီးမညူလှုပ်ပြီးလေးရှိသည်ငါရောင်းသူကိုငစိမ့်တယ်ဟုခေါ်ကြသည်ငစိမ့်တယ်ဆိုဒီမှာစွာတာတာကက်ကက်လန်မယိုင်းသည်ဟုထင်လျင် ျွန်တော်ငားဝယ်သည်ဆိုင်မှမတ်ရွှေကိုခေါ်ပြလိုက်ချင်ပါသည်။ဦးလီမေရောက်တာကြပြီ။ဒါလေဆိုင်ရင်ကိုမုံလို့ရောက်လာတာလား။မဟုတ်ပါဘူးခီးထွက်တာကြီးများနေလို့။ငချင်းပြူဖိုင်သားတင်းနဲ့တွဲထားတဲ့ပိုင်ချိန်လိုက်မယ်နော်။အစိတ်သားလောက်ပဲနော်။35ကျပ်သားရှိတဲ့ဦးလီရေ30သားဖို့ပဲပြီ။အေးအေးခုတ်လိုက်။ငားဝယ်လင်အပူဆောင်အဖြစ်ကျော်နိုင်သည့်အတုံးလောက်ဖြစ်စေရန်ခုတ်ထစ်ပေးသည်အကြီးထိုးပေးသည်ရေစေးပေးသည် ိမ်ရောက်လင်တန်းကြော်ယုံတာဖြစ်သည်ငားဝယ်ပြီးနောက်ငားဆိုင်ရှိရှိလက်ဖေးဆိုင်တွင်ကျွန်တော်ထိုင်သည် ထိုဆိုင်တွင်ခောက်ဆွဲသို့ကောင်းသည် အကြော်လဲရသည်ခောက်ဆွဲသို့မှပြီးရေနွေးချမ်းတောက်နေစဉ်မက်ရွှေဆိုင်ကို အမျိုးသမီးကြီးတစ်ယောက်ဝင်လာသည် သူ့နောက်တွင်ဆွဲခြင်းဆွဲသောကလေးတစ်ယောက်လည်းပါလာသည်ပထမငားမီးသည်အထက်စီးဒုတိယဈေးစစ်သည်အကျိတ်အနေ တတိယအပိုတောင်းသည်ကလေးမုံဘူးတောင်းသလိုဤအထည်ပြက်တနာမရှိမရွှေရန်စိတ်ရှိသည်ငါခုတ်ပြီးကြော်တုံးလားချက်တုံးလားငါပြောတဲ့အတိုင်းခုတ်ငါရောင်းသူကအကြီးထိုးပြီးသည်ဥနှုတ်ပြီးသည်ခုတ်ပြီးသည်ဒီအတုံးကိုနှစ်တုံးပြန်ခုတ်အမီးပိုင်းကိုထုတ်ဝက်ချမ်းခေါင်းကိုထက်ချမ်းမဲ့ခုတ်လေနေုံနေုံဒီအပိုင်းမကြိုက်ဘူးဟိုတစ်ပိုင်းခုတ်ပြီးလဲပြီး ကျွန်တော်ကဈေးဝယ်သူစီပိုးလာတော့အပြောနှင့်ခိုင်းစီချက်များကိုကြည့်နေမိသည်ကိုရှိလာချသည့်ခောက်ဆွဲကိုပဲမစားမီအမရဲ့ဒီတကောင်ဝင်ဒီတကောင်ကအပိုင်းကိုပဲရမှာပေါ့ဟိုအပိုင်းသွားလဲပြီတော့မရပါဘူးအတူတူပဲဟာဘာချလို့လဲကွာတယ်လေအမဒါကငချင်းဖြူကွာကွာမကွာကွာအေးလဲပြီမလားမလဲပြီဘူးလားအမရဲ့မဖြစ်နိုင်တော့မပြောပါနဲ့မရပါဘူး ဟိုတုံးကိုဒီအထဲထဲဒီတုံးကိုဟိုပြန်ထဲဘာဖြစ်လို့မရတာလဲအမျိုးသားမတူအမရဲ့ဈေးလည်းမတူဘူးဘာဖြစ်ဖြစ်အေးထဲလိုက်ပါမရပါဘူးအမရဲ့ညီတို့ငစင်းတယ်တွေဟာလေလက်ပေါက်ကိုကတ်တယ်ငါလည်းအဆင်မရှိတာတွေနဲ့မှဖက်ပြောမိတာမှားပါတယ်အဲ့ဒီလိုမပြောပါနဲ့အမကြီးရဲ့လူတိုင်းသူ့အဆင်နဲ့သူတော့ရှိပါတယ်ညီအဆင်ဘယ်လောက်ရှိလဲငါဘွဲရပြီးပြီအမနောက်လူရောင်းရအောင်မယ်နော်ဒီမှာ2650ကြပါတယ် ရှာ3000မတ်ရွှေကပိုးငွေကိုပြန်အမ်းလိုက်သည်အမျိုးသမီးကပြန်အမ်းငွေကိုလက်နှင့်မကိုင်းယွန်းသလိုမျက်နှာထားဖြင့်ဟဲ့တူတူယူလိုက်စမ်းဟုပြောလိုက်သည်သူ့နောက်ကကောင်မလေးကပတ်စံနဲ့ငါးတုပ်ကိုယူလိုက်သည်အမျိုးသမီးကယွန်းလိုက်တာဟုပြောကာထွက်သွားသည်ကျွန်တော်ကထင်နေသည်မှာမတ်ရွှေပွဲချမ်းလိုက်ပြီဟုထင်နေသည်သို့တော်ငါးရောင်းသည့်မတ်ရွှေကပြုံးနေသည်ကျွန်တော်အံ့ဩသွားမိသည် ရုပ်ရှင်တွေထဲမှာဆိုလင်ပွဲကြံ့ပြီးအပြင်တွင်အမှန်တကယ်တွေ့နေရသည်ကပြောင်းပြန်ဖြစ်နေသည်ကာစီလာသည့်ဘွဲရာဆိုသော အမျိုးသမီးကကက်ကက်လန့်မတူမတန်သလိုအော်ဟစ်ပြောဆိုနေချိန်တွင်ငားရောင်းသည့်ငစိမ့်တဲ့မတ်ရွှေကရင်ကြီးလိမ်မှအေးဆေးစွာတုံ့ပြန်နေသည်ဘွဲဆိုတာအဆင်လားဘွဲရထားတဲ့နေအဆင့်တစ်ခုရောက်သွားသည်ရတော့မှန်ကောင်းမှန်ပြီ။သို့တော့ ငစိမ်းတန်းတွင်ဂုံထုတ်ဖော်ကရိုင်းဆိုင်တင်စည်းပြနေသည်မှာပွဲရအဆင်လားမက်ရွှေဘဏ္ဍာအောင်သည်မသိလက်ထဲတွင် လက်ကောက်တွေနှစ်ဖက်စလုံးပြည့်နေအောင်ဝတ်ထားသည်လက်ပင်တွင်လည်းလက်မလုံးလောက်ဆွဲကြိုးကြီးဆွဲထားသည် သူဂုံမောက်မြည်ဆိုလျင်မောက်နိုင်သည်သို့တော့ကိုဖောက်တဲ့ကိုရိုသေလေးစားစွာဆက်ဆံသည် ပြန်ပြီးရံမတွေ့မက်ရွှေရံတွေ့တတ်ကောင်းတွေ့တတ်မည်သို့တော့ ပညာတတ်ဘွဲရားဆိုသူကသူ့ကိုကက်ကက်လန်ရန်တွေ့သွားစေကမူသူအပြန်ပြီးရံမတွေ့မက်ရွှေသည်တကယ်ပညာတတ်တရားတို့တော့ငားရောင်းနေသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Super Daily Life Channel ကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင့်တဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တရရက်ခံပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်